မွန်ပြည်နယ်အတွင်းမိုးရွာသွန်းမှုနဲ့နေပြည်တော်ငယ်အေးချမ်းမှုမရှိခြင်းတို့ကြောင့် ရောဘာဆေးမချစ်နိုင်သေးတဲ့အတွက်ယခုနှစ်ရောဘာရာသီအစမှာရောဘာဆေးအထွက်နှုန်းနည်းသေးကြောင်းရောဘာဆိုင်တောင်သူများရဲ့ပြောကြားချက်များအရသိရပါသည်။ပြီးခဲ့တဲ့နိုဝင်ဘာလလယ်ပိုင်းကရာသီဥတုတာယာတဲ့အတွက်ကြောင့်ရောဘာချန်လုပ်ငန်းများပြန်လည်စတင်လုပ်ကိုင်ခဲ့ပေမဲ့လည်းမိုးရွာသွန်းမှုများကြောင့်ရောဘာဆေးချစ်ရဲ့ကိုရက်ခန့်သာရာသီကြောင်းရေးမြို့နယ်မှာရောဘာဆိုင်တောင်သူတူကပြောကြပါရီ။၎င်းကဆက်လက်ပြီးတော့ ပြီးခဲ့တဲ့3လလလောက်ကရေးတောင်ပိုင်းမှာတိုက်ပွဲတွေဖြစ်တော့ခြံလုံသားတွေကခြံတွေထဲမှာမနေရကြလို့နေရပြန်ကုန်ကြတယ်။အခုရောဘာချန်နေပြန်ဖွင့်တော့ပြတ်မလာကြဘူး။အလို့သမားရှာပါမှုကလည်းအခက်အခဲများကြီးရှိနေတယ်။အဲ့ဒီတော့ရောဘာဆေးတွေမချစ်နိုင်သေးဘူး။အဲ့ဒီအပြင်ကို လုံအားကစီးနှုံးကလည်းထက်တက်လာကြသေးတယ်လို့ပြောကြပါရစေ။ ။လက်တလောရောဘာဈေးမှာလေယမန်နှစ်ကယခုကဲသို့ကာလမှာရောဘာတစ်ပေါင်လင်းကျပ်2500ပေါင်ဈေးရှိခဲ့ပေမဲ့လေယခုအချိန်မှာကျပ်2200ခန့်သာပေါင်ဈေးရှိကြောင်းဒါအပြင်ရောဘာပြားများကားတင်ငါအဖြစ် ရခင်ကတပေါင်း25ကျပ်သာကျခဲ့ပေမဲ့လေယခုနှစ်မှာကျပ်90ထိပြီးနေရကြောင်းလဲ၎င်းတောင်သူကဆိုပါတယ်ဒါအပြင်လက်တလောတံဖြူစရက်ရေတဝဲလမ်းပိုင်းနဲ့ချိန်မျောမြို့နယ်အတွင်း နေမြေတည်နေအေးချင်းမှုမရှိတဲ့အတွက်ကြောင့်ရောဘာချန်လုံသမားများရောဘာချန်ထဲမှာမနေရဲကြတော့ဘဲထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကြောင့်လေရောဘာစီမချစ်နိုင်သေးတဲ့ကြောင့်၎င်းဒေသမှာရှိတဲ့ရောဘာချန်စိုက်တောင်သူများရဲ့ပြောကြားချက်အရသိရပါဗျ။